ကောလာဟာလာနဲ့အတိတ်နမိတ်ပြန့်နှံ့မှုများကိုစင်စါဖြတ်တောက်နိုင်သောနိုင်ငံတွင်မြန်မာပြည်သူများသည်ယခုနောက်ဆုံးကတ်ဆိုးသည်အစိုးရအပြောင်းအလဲဖြစ်မည်နမိတ်ဟုတ်မဟုတ်မေးခွန်းထုတ်နေကြသည်မတ်လ28ရက်နေ့ကဖြတ်အားပြည့်ငလင်ကြားအရှိအနေဆိုးဝါးနေခြင်းတည်ရေးရှိရေးမေးခွန်းတစ်ခုငလင်နောက်ဆက်တွဲဖုံလုံးများအကြားထွက်ပေါ်နေစေဖြစ်သည်ရှင်မာပြည်တွင်းစစ်ကြောင့်ဒုက္ခရောက်နေသောနိုင်ငံတွင် နောက်ထပ်စိတ်ဒဏ်ရာဖြစ်စေမည် ပြက်ရွေလာများအပြင်းအထန်ပွတိုက်မိပြီးငလင်းလှုပ်ရှင်းသည့်စစ်ကောင်စီကြဆုံမီနမိတ်ဖြစ်နိုင်သလားဆိုသည့်မေးခွန်းဖြစ်သည်စစ်တပ်က280ပြည်ဒေါ်လာရင်းနှင့်စစ်တပ်အခေါ်တပ်မတော်နေကိုရခင်စစ်အုပ်စုကရွေကျက်ရှိရှိတိစောက်ခဲ့သည့်မြို့တော်နေပြည်တော်တွင်စစ်ရေးပြရှိတတ်ပြီးနောက်တရက်၌လူအနည်းဆုံး2000ကျော်သေဆုံးသို့မဟုတ်ထို့ထက်များစွာသေဆုံးနိုင်သည်ဟုသိရသည့်ငလင်းအပြင်းအထန်လှုပ်သည် စင်ကဲဖြစ်စဉ်များကိုလှစ်လူရှူထားရင်းမဖြစ်ပေ အတိတ်နမိတ်များနဲ့ကောလာဟာလာများကိုတည်င်းအချက်လက်စီစဉ်မှုမရှိသလောက်ဖြစ်သောအာနာရှင်နိုင်ငံတွင်အလေးထားကြသည်မှာကာလကြာမြင့်ပြည့်ဖြစ်သည်လွန်ခဲ့သောလနှစ်ကစစ်အာနာသိမ်းသောအခါအာနာသိမ်းပို့ကြများသည်နိုင်ငံကိုပိတ်ဆို့ပြီးအယူသီးချင်းနှင့်ဝါဒဖြန့်ကျင်ရေးကိုကွယ်မှုတို့ပြန်လည်တွန်းပို့သည်ထို့နောက်ငလင်များအရေးသည့်မြမတွင်အမြင့်ကောင်းကောင်းတွင်နေသည့် နက္ခတ်ပြက်ကြိန်တွင်ပါဝင်လာသည် မတ်လငလင်သည်မြို့များပြက်စီးခြင်းနမိတ်ဖြစ်ပြီးဇူလိုင်လငလင်သည်ဘရင်များအုပ်ချုပ်သူများဖြုတ်ရှာခံမည်နမိတ်ဟုလူအများကယုံကြည်ကြသည်စစ်ကောင်စီသည်မြန်မာနိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီးငလင်တန်းအပြင်ထံခံရသောမန္တလေးကဲ့သို့မြို့ကြီးများတွင်အခါရမရှိနေသည်ယခုတဘာဝဘေးအန္တရာယ်သည်သူကြုံဘူးသများတွင်အဆိုးဝါဖြစ်ကြောင်းအသက်89နှစ်ရှိပြီဖြစ်သောဒေါ်မာလာမြင့်ကပြောသည် အငိမ့်စားကြောင်းဆရာမကြီးဖြစ်သောဒေါ်မာလာမြင့်သည်သူ၏ဟောကိန်းကိုဇူလိုင်လအထိအောက်မထားနိုင်တော့ပေ။အခုလိုပြင်းထန်တဲ့ငလင်တွေကရက်ဆက်ကြံကြုတ်တဲ့မင်းကျင့်တရားနဲ့မညီတဲ့အုပ်ချုပ်သူတွေကိုတဘာဝတရားကတန်ခတ်အပြစ်ပေးတာဆိုတဲ့ဆိုရိုးစကားကျမတို့မှရှိတယ်။လူအများကြီးတက်ပြီးတော့မင်းအောင်လိုင်းဟာတဘာဝတရားရဲ့အဆုံးဖြတ်ကိုခံနေရပြီဟု၎င်းကပြောသည်။သူတက်ထားတဲ့လူတွေအယိုးတွန်ပြီဟုဒေါ်မာလာမြင့်ကပြောသည်။ မြန်မာမှရွေးကောက်ခံအစိုးရကိုမင်းအောင်လှိုင်ဖြုတ်ရှာပြီးနောက်ပြည်တွင်းစစ်ဖြစ်နေသည်ပိုင်နဲ့နေမြေအများစုသည်တော်လဲအင်အားစုလက်တွင်ရှိနေပြီးစစ်တပ်သည်မြို့ကြီးများတွင်ခန့်စစ်ပြနေသည်စစ်ကောင်စီသည်အရက်သားများကိုလေကြောင်းမှအကြမ်းဖက်ပြီးမကြသေးမီလာများတွင်ဂါဇာဒေသထပ်ပင်ပြင်ထန်သည်တိုင်းဒါလက်နက်ကင်များအတိုက်အခံနိုင်ငံရေးတမားများဒရုန်းစစ်စင်ရေးကိုဖြစ်နိုင်သည့်နေရာများမှဖော်ဆောင်နေသည့်ဤပညာလိုက်စားသောလူငယ်များစသည့်အဖွဲ့အမျိုးမျိုးရှိ မြန်မာတော်လှန်ရေးအင်အားစုများသည်နိုင်ငံတကာထောက်ခံမှုမရသလောက်ရှိပြီးအပြင်းအထန်တိုက်ပွဲဝင်နေကြသည်စစ်တပ်သည်စစ်သားများကိုစစ်သေးသောကြောင့်ဗက်ပြားမှုများပြားသည် ထိုကိစ္စသည် ရိုင်းဆိုင်ကြံတန်းသောဒဏ်ခတ်သည့်စစ်ဖြစ်ပြီးနှစ်ဖက်လုံးသည်ထွက်ပေါက်အပြင်းအထန်ရှာနေကြသည် ငလင်နောက်ဆက်တွဲကိုမြန်မာပြည်သူများမတ်လ29ရက်နေ့တွင်လေးလာသောအခါအပြည့်အစည်းများအောက်တွင်ပိတ်မိနေသူများ၏အော်ဟစ်သက်များသည်မြို့များတွင်ပဲ့တင်ထပ်နေပြီးပျက်စီးမှုအတိုင်းအတာသည်ပုံပေါ်လာစားသာရှိသေးသည်ပြည်ပတွင်ပုံမကောင်းမွန်သောအလောက်ကန်ရှာရန်နိုင်ငံမှထွက်ပြေးလာသည့်လူငယ်ပညာတတ်များအနက်တဦးဖြစ်သူကိုကျော်သည် စင်ကာပူနိုင်ငံတွင်အလောက်လောက်ကန်သည်မိဘများဇနီးအသက်၄နှစ်နှင့်9နှစ်အရွယ်သမီး2ဦးထံငွေပြန်ပို့သည် ငလင်အတွင်မန္တလေးမှသူတို့နေထိုင်သောကွန်ဒိုမီနီယံပြိုကျသောအခါသူတို့အားလုံးသေဆုံးသည်၎င်းတို့၏အလောင်းများသည်ခမ်းမတစ်ခုတွင် စုပုံထားသည့်အလောင်းများအနက်အနည်းငယ်သာဖြစ်ပြီးမြုံနံတကြိုရမည်နေရာမရှိသေးပေကိုလိုနီခေတ်လွန်နောက်ပိုင်းအများစုတွင်မြမကိုစစ်အာဏာရှင်များအုပ်ချုပ်သည်ဘူဂျုံမျိုးဆက်များသည်၎င်းတို့၏မူဝါဒဆုံးဖြတ်ချက်များကိုလမ်းညွှန်ရန်နက္ခတ်နှင့်ဗေဒင်ဆရာများကိုအားကိုးသည် စစ်ကောင်းဆောင်ဟောင်းတဦးသည်ညီအမတော်ဆက်သူတဦးထံမှတဆင်စကားပြောသည့်အကြအမြင်ဆရာမဣတီထံမှအကြံဉာဏ်တောင်းသည်ထိုညီမတော်ဆက်သူသည်ဣတီကွယ်လွန်ပြီးနောက်တွင်မူဆက်လက်ဟောနေတော်လဲသူ၏ဟောကိန်းများသည်မှန်မှန်ဟုယခင်ကသူဟောကိန်းအတွက်ငွေအမြောက်များပေးခဲ့သူများကပြောသည်ယခင်က ထောက်လန်းရေးအကြီးအကဲသည်သူ၏အာဏာကိုအမွန်းတင်ရန်တက်ရှိစင်ဖြူများစုဆောင်သည် ရခိုင်ကစစ်ကောင်းဆောင်တအူသည်ကိုကနက်နှင့်ပတ်သက်ပြီးအယူသည်သောကြောင့်နိုင်ငံ၏ငွေကြေးကိုလည်းထိုအတိုင်းသတ်မှတ်ပြီး55ကျပ်တန်နှင့်60ကျပ်တန်များထိုးဝေသည်လက်ရှိစစ်ကောင်းဆောင်မင်းအောင်လှိုင်သည်သူ၏ကုံတည်င်းကြော်စောရန်ဖျားများနှင့်နေပြည်တော်မှ အလွန်ကြီးမားသည့်ဗုဒ္ဓဆင်းသူတော်ကြီးအနေကစားတင်သည် သူသည်လည်းစင်ပြူတော်များစုဆောင်ထားသည်ဘိုးချုပ်များအတွက်အကျိုးဆက်အများဆုံးဟော်ကိန်းမှာ2005ခုနှစ်ကဟော်ကိန်းဖြစ်သည် မြမာဤမျိုးတော်ကိုရန်ကုန်မှနိုင်ငံအလဲပိုင်းရှိ ထိုစဉ်က အမည်မပေးရသေးသည့်ဆောက်လုပ်ရေးလုပ်ငန်းခွင်တို့အခါတော်ပေးသူများပြောသည့်မင်္ဂလာအရှိဆုံးချိန်တွင်ပြောင်းရွှေ့သည်ဘေးဒင်းဆရာများနှင့်တိုင်ပင်ပြီးနောက်ကုန်တင်ကားများသည်နောင်တွင် နေပြည်တော်ဟုခေါ်သည့်နေရာသို့စတင်ထွက်ခွာပြောင်းရွှေ့ကြသည်ယနေ့တွင်ထိုမျိုးတော်အစ်ကိုတောင်တန်းများဖြင့်ကာရန်ထားပြီးရန်ကုန်ကဲ့သို့ရေကြောင်းမှတိုက်ခိုက်မခံရနိုင်ပေ မျိုးတော်ဟောင်းနဲ့အေအဝရီမြို့ဝကျွန်းပေါ်ကို2008ခုနှစ်ကနာကိမုံတိုင်းတိုက်ပြီးလူတသိန်း3000ကျော်တေဆုံးပျောက်ဆုံးသောအခါနေပြည်တော်သည်အရာမယွင်းပေဗိုလ်ချုပ်များသည်ခန်းနာသည့်လမ်းမကြီးများကြီးမားသောဝင်ကြီးဌာနများနှင့်ပင်ကွင်းငှက်အစ်စ်များကိုရေခဲပြင်တွင်ထားပြီး၎င်းတို့၏ခံကတုံးမျိုးတော်အတွက်ဂုဏ်ယူကြသည်ထို့သောမတ်လ28ရက်နေ့ကငလင်သည် နေပြည်တော်ကို အလွတ်မပေးပေဝင်ကြီးဌာနယုံများအကွဲကုန်သည် မြောင်းလိုင်းအပါအဝင်ထိတ်တန်းကောင်းဆောင်များ၏ဓာတ်ပုံများကျမ်းပြင်ပေါ်သို့ပြုတ်ကြသည်မြို့တော်မှလေကြောင်းထိတ်ချုပ်ရေးမျှော်စင်ပြုတ်ကြပြီးလူအ ਨੇ စုံ9ဦးသေသည်ဟုစစ်ကောင်စီမီဒီယာက ဖော်ပြသည်တိတ်မဝီလာသည့်တောင်တန်းများမှတော်လရင်အင်အားစုများကစောင့်ကြည့်နေသည်တော်လိုင်းအင်အားစုများထိန်းချုပ်သည့်ဒေသတွင် အထက်မြင့်အဆောက်အုံနေသောကြောင့်မတ်လ28ရက်နေ့ငလင်သည်၎င်းတို့ကို ထိခိုက်မှုနေသည် မန္တလေးစကိုင်းနှင့်ကြောက်စဲကဲ့သို့မြို့ပြဒေသခံများအပြတ်အစည်းများကိုလက်ချိတက်တက်ဖြင့်တူးဖော်ပြီးရှင်ကြံနေသူများကိုရှာဖွေရန်အုတ်ခဲတစ်ခုချင်းဖယ်ရှားနေချိန်တွင်ပင်စစ်တပ်သည်အကျင့်ဟောင်းများကိုပြန်လည်စတင်လာသည်မန္တလေးနှင့်နယ်နိမိတ်ထိစပ်နေသည့်ရှမ်းပြည်မြောက်ပိုင်းတွင်မတ်လ28ရက်နေ့ညကစစ်ကောင်စီဂျက်တိုက်လေယာဉ်များသည့်တော်လိုင်းအင်အားစုများထိန်းချုပ်ထားသည့်နောင်လင်းကျေးရွာပေါ်သို့ဘုံကျဲသည် ယခုအချိန်တွင်ထိခိုက်သေးဆုံးမှုမရှိတော့လဲရခိုင်နယ်ရက်ကအနည်းရှိကြေးရွာသို့ဘုံကျဲတိုက်ခိုက်မှုများတွင်လူလေးဦးသေဆုံးသည်ထိုမြို့နယ်တွင်ပင်ရခိုင်တပ်ပတ်ခွဲကဖះเจ้าတစ်ခုတွင်ခုံလုံးနေသည့်လူ၁၀ဦးလေးချောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသည်ငလင်ကာလတွင်လေးချောင်းတိုက်ခိုက်သည့်ကိုမယုံနိုင်အောင်ဖြစ်ရကြောင်းနောင်လင်းကြေးရွာမှလူရည်ဦးကပြောသည်မင်းအောင်လိုင်းကမြန်မာကိုလူတက်ကွင်းဖြစ်အောင်လုပ်နေတယ်ဟု၎င်းကပြောသည် စစ်ကောင်ဆောင်များ၏ဗီဒင်နခတ်အပေါ်ယုံကြည်မှုမကျစင်ကြောင်းစစ်ကောင်စီထိတ်တန့်အရာရှိများကိုဟောပြောပေးနေသည့်ရန်ကုန်မှဗီဒင်ဆရာမတဦးကပြောသည်၎င်းတို့သည် နိုင်ငံတွင် အာဏာရော်နှဲလာစေကမူယုံကြည်မှုကိုဖတ်တွယ်ထားကြသည်ဟု၎င်းကပြောသည်။မြောင်းလိုင်းသည်အာဏာတည်မြဲရေးအတွက်ဗုဒ္ဓဘာသာအဆောင်လက်ဖွဲ့ကို အလွန်အားကိုးကြောင်းအမည်မဖော်လိုသည့်ထိုပင်ရင်းဆီယာမကပြောသည်။စစ်တပ်မှအစင်းမြင့်စီကတ်သူများရှိနေသောကြောင့်အမည်မဖော်လိုခြင်းဖြစ်သည်။ မတ်လ29ရက်နေ့နေ့တွင်စစ်တပ်ဂျာခန့်တအူးကတုထံဖုံးဆက်ပြီးမြမစစ်ကောင်းဆောင်အာနာခိုင်မြေရေးအတွက်ကူညီရန်ပြောကြားအဆိုပါဘေဒင်ဆီယာမားကပြောသည်အဆောင်လက်ဖွဲ့တစ်ခုအမြဲတမ်းဝစ်ဆင်ထားရန်၎င်းကရရပေးလိုက်သည်သို့သောငလင်သည်ထိုပို့ကျုံအတွက်အတိတ်နမိတ်မကောင်းကြောင်းဘေဒင်ဆီယာမားကပြောသည် yeah.